စိတ်မှာဆောင်ရွက်တဲ့ဆောင်ရွက်တဲ့ကိစ္စ14မျိုးရှိတယ်စိတ်ဟာတစ်ခုနဲ့တစ်ခုဆောင်ရွက်မှုချင်းမတူကြဘူးမတူကြသေးတဲ့ကြောင့်သူဆံရဆံရကိစ္စတွေကိုဆောင်ရွက်ကြတယ်အဲ့ဒီ14မျိုးတွေကအခုပြောခဲ့တဲ့ပစ္စဒရဝေဇန်စိတ်ကလေးကနေစပြီးတော့ကြည့်အောင်ပစ္စဒရဝေဇန်စိတ်ကသူကကိစ္စနဲ့နာမည်ပေးထားတာ သူဆောင်ရွက်တဲ့ကိစ္စကအာဝိဇ္ဇံကိစ္စအာလိလိုအာဝိဇ္ဇနာအာဝိဇ္ဇနာဆိုတာဆင်ခြင်တာအာယုံဘက်ကိုဥလှဲ့ပေးတာအာယုံတကားကိုဖွင့်ပေးတာအဲ့ဒါသူ့ရဲ့ဆောင်ရွက်မှုကိစ္စလေးသူလုံးနိုင်တာဒါလေးပဲဒီနေ့ဘာမှသူမလုံးနိုင်ဘူးเนาะဉာဏ်လုံးတကားကနေပြီးတော့ အဆင်းအယုံလေးကဆက်သွဲပြီးတော့စကုပတာရယုတ်မှလာထင်ဟလာပြီးဆိုလိုက်တာနဲ့တကြိုင်နဲ့အဲ့ဒီအယုံကိုစတင်ပြီးတော့လက်ခံပြီးစဉ်းစားပေးတာကဘယ်သူတော့ဆိုရင်ပစ္စဒရဝေဆန်းနဲ့အဲ့ဒီပစ္စဒရဝေဆန်းရဲ့ဆောင်ရွက်မှုကိစ္စကဘာလို့ဆိုရင် စာလိုပြောရင်အဝေဆန်းကိစ္စဆင်ញင်ပေးခြင်းကိစ္စသို့မဟုတ်ညနာဥလှည့်ပေးခြင်းကိစ္စပဲ face to the object object ဘက်ကိုမျက်နှာလှည့်လိုက်တာအဲ့ဆိုဒီ object ကအရင်ရောက်လာတဲ့ခုမှအသိဝင်လာတာအသိဝင်လာတဲ့ဘက်ကိုဥလှည့်ပေးလိုက်တယ်ဝင်လာတဲ့ object ကိုအစအဆုံးဥလှည့်ပြီးတော့ပေးလိုက်တယ်ဥလှည့်ပေးလိုက်သည့်အတွက်ကြောင့်ဟောဒီအာယုံနဲ့ဆက်သွယ်ပြီးတော့စိတ်တွေဟာတစည်းတစားကြီးအလုံးလုံးကြတော့မယ်လို့ပြောတာနော်သူကတကားဖွင့်လိုက်တာတဲ့ကြိုင်နဲ့ဟောဒီအာယုံဟာစိတ်နဲ့ဆက်သွယ်မိသွားတယ် ပထမဆုံးပဲစိတ်နဲ့တွေ့တော့ဆိုစက္ခုဝိညာဉ်စိတ်နဲ့တွေ့တယ်။ဒါဖြင့်စက္ခုဝိညာဉ်စိတ်ရဲ့ function ကဘာတော့သူဆောင်ရတဲ့ကိစ္စကဘာတော့ဆိုမြင်ခြင်းကိစ္စ။ဒါကိုစာပေကဌာတနာကိစ္စလို့ပြောတယ်။မြင်တယ်ဆိုတဲ့သဘောလေးတစ်ခုပဲရှိတယ်သူမှာ။အဲ့ဒီမြင်ခြင်းကိစ္စကိုစက္ခုဝိညာဉ်စိတ်ကဆောင်ရွက်ပြီးသူကိစ္စပြီးသူကချုပ်သွား။ခုနပစ္စုပ္ပန်ဝိဇ္ဇာစိတ်ကလည်း တကားခွင့်ပေးလိုက်တယ်ဆင်ញင်ပေးလိုက်တယ်အာယုံလေးကိုလက်အာယုံလေးဘက်ကိုဥလှဲ့ပေးလိုက်တယ်အာယုံကိုတကားခွင့်ပေးလိုက်တယ်ဒါသူ့တာဝန်ပေးရတယ်သူကချုပ်သွားသူ့လောကထားပဲဒီရဲ့သူဘာမှပုံမလုံးနဲ့တခုစီတခုစီဒီတော့ကိုစဉ်းစားကြည့်ရင်ကိုထမင်းစားတဲ့အခါမှာဇွန်ခင်းနဲ့စားရမှာလားဆုံးခင်းနဲ့စားတယ်ဆိုတဲ့လူရဲ့ဆုံးကမလုပ်ပေးတာလေ ထမင်းတယ်ပေးတယ်ဟင်းတယ်ပေးတယ်ပဲကော်ပြီးတော့ထမင်းဟင်းကိုတဲလာတာပဲရှိတယ်။ယူပေးတာတောင်လက်ကယူရတာနော်။ဝါတာသူနဲ့ဆိုင်ရလား။ဆိုင်ဘူး။မျိုးချတာရောသူနဲ့ဆိုင်ရလား။ဆိုင်ဘူး။သူ့လို့သူ့လို့တာသူ့လို့သူ့လို့ပြီးရင်ပြီးရောသူကဟုတ်ကဲ့။အဲ့ဒီတိုင်းပဲ။မျက်စိတကားမှာမျက်စိတကားကနေဝင်လာပြီးတော့ပတာရယုံမှာထင်ဟလာတဲ့ရူပယုံလေးကို ရှေးဥစွာဆင်းရဲနှလုံးသွင်းပေးလိုက်တာကသို့မဟုတ်တကားဖွင့်ပေးလိုက်တာကသို့မဟုတ်အဲ့ဒီအာယုံဘက်ကိုဥလှည့်ပေးလိုက်တာလေးကပစ္စတရဝဇန်စိတ်သူ့ရဲ့ဆောင်ရွက်မှုကိစ္စကအာဝဇန်ကိစ္စအာဝိဇ္ဇနာဆိုတာဥလှည့်ပေးတာစိတ်အစစ်တစ်ခုအပြောင်းအလဲလုပ်ပေးလိုက်တယ်အာယုံအသစ်ကိုသူကအာယုံအသစ်စီဘက်ကိုဥလှည့်ပေးလိုက်တယ်စိတ်ဓာတ်စိတ်ကိုအဲ့ဒီဘက်ကိုလှည့်ပေးလိုက်တာဟုတ်ကဲ့ အလပလ်ကသကပီသူကခုသာသူခုလိုက်နတ်နောကသူနောကနေပီောပေါလာလိုက်တာကာကသူကောင်ပေါလာတုပသူကပေါခိုင်းနာတုံးလု့ဆလရှင်စိတနေရာမာလုခေါ်။အောမိုင်မ်မ်အောာလုခေါ်စိတနေရာမာသောရာတာပီတာတာပီလာတ်တိတိုင်လာနေကပဲအဲ။ <inaudible> သဘာဝတရားရဲ့စွမ်းအားလို့ပြောတာ။သစ္စာရဝိဇ္ဇာစိတ်ကလေးကသူချုပ်သွားတာဟာချုပ်ရုံချုပ်သွားတာမဟုတ်ဘူးစက္ကုဝိညာဉ်စိတ်ဖြစ်ဖို့ရ chance ပေးခဲ့တာသူက။သူပေးခဲ့တဲ့ chance စွမ်းအားကြောင့်စက္ကုဝိညာဉ်စိတ်လေးကဟောဒီအာယုန်နဲ့ဆက်ပြီးတော့ဉာဏ်ရင်းကိစ္စကိုဆောင်ရွက်ပြီးတော့စက္ကုဝိညာဉ်စိတ်ကလေးကဖြစ်ပြီးသူကလည်းချုပ်သွားတာ။သူကမြင်ယုံမြင်သွားတာသူဘာမှသိတာမဟုတ်ဘူးမြင်ယုံမြင်သွားတာ။ အဲသူကမြင်ပြီးတော့ချုပ်သွားတော့သူကိစ္စပြီးတော့ဘယ်သူဆက်လာတော့ဆိုဒီအာယုံလေးကအလုံးလုံးလို့မပြီးသေးဘူးလေခုမှတကားဖွင့်ပေးရတာနဲ့သူ့ကိုမြင်ယုံလေးပဲမြင်ရသေးတယ်ဒီစိတ်ကလေးကိုလက်ခံပြီးတော့တွေးရအောင်ပါဒါကြောင့်မလို့လက်ခံပေးတဲ့စိတ်ကိုတံပရိဆိုင်စိတ်လို့ခေါ်တယ်တံပရိဆိုင်စိတ်ရဲ့ကိစ္စကဘာလို့ဆိုလက်ခံခြင်းကိစ္စဒါကိုတံပရိဆိုင်ကိစ္စလို့မြန်မာ ကဘာသာမပြန်တော့ပဲနဲ့တံပတိဆိုင်ကိစ္စလို့ဒီလိုပဲရေးနေတာအမိဓမ္မဝေါဟာရတံပတိဆန္ဒအဲ့တော့လက်ခံဆိုတဲ့စကားလုံးပဲမှာညမစကားလက်ခံဆိုတာပိုးတွဲလက်ခံခြင်းကိစ္စအဲ့တော့တံပတိဆိုင်စိတ်ကလက်ခံခြင်းကိစ္စကိုဆောင်ရွက်ပြီးရတဲ့တပြိုင်တည်းသူလည်းချုပ်သွားတယ်သူချုပ်သွားတာနဲ့တပြိုင်တည်းအော်တိုမက်တစ်ပဲတော့ကအကြမ်းလက်မရှိအောင်တစ်ခုပြီးတစ်ခုဆက်ပေါ်နေတယ် ဘလူပေါ်လာလို့လို့ဆိုရင်တန်တိရဏတန်တိရဏဆိုတာစူးစမ်းအာယုန်လေးလက်ခံထားတဲ့အာယုန်လေးကိုစူးစမ်းမှုဆိုတဲ့စူးစမ်းဆင်ခြင်မှုဆိုတဲ့တန်တိရဏစိတ်ကလေးဖြစ်သွားသူကလည်းစူးစမ်းပြီးတယ်နဲ့သူ့ရဲ့ကိစ္စကတန်တိရဏစူးစမ်းခြင်းစုံစမ်းခြင်းဆိုတဲ့ကိစ္စ investigation အဲ့ဒီစူးစမ်းမှုကိစ္စလေးပြီးတော့ရတဲ့နေရာနဲ့သူကလည်းချုပ်သွားတယ် ချုပ်သွားပြီးတဲ့အခါသူပေါ်လာပြန်လို့ဆိုဝုတ်ထောဆိုတဲ့စိတ်ကလေးပေါ်လာဝဋ္ဌာဘနာဝဋ္ဌာဘနာဆိုတာအာယုံကိုတတ်မှတ်ချက်ကလေးတစ်ခုပေးသွားဒီအာယုံရဲ့သဘောသဘာဝကိုတတ်မှတ်ချက်ကလေးပေးသွားအဲ့ဒီတတ်မှတ်ချက်ကလေးပေးသွားပြီးရင်သူကိစ္စပြီးသွားလို့သူကရပ်သွားသူချုပ်သွားပြန်ချုပ်သွားတဲ့အခါကျတော့ပဲစိတ်တွေပေါ်လာတော့ဆိုတော့သောဆိုတဲ့စိတ်ပေါ်လာပါဠိစကားလုံးကသဝေနသဝေနကိုမြန်မာပြည် ပြုထားတော့ဇောဘာဖြစ်လို့ဇောခေါ်တာတုံးလို့ဆိုတော့ဇဝနာဆိုတာညမပြန်မယ်ဆိုရင်တော့လှည့်မြန်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပြန်လို့ရတယ်အရှိန်အဟုန်ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းပြန်လို့ရတယ်အဲ့ဒီနေရာမှာအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာဇောကိစ္စကိစ္စကိုဇောကိစ္စဇောကိစ္စဆောင်ရွက်တဲ့စိတ်ပေါင်းက55ခုရှိတယ် ကုသိုလ်ရိမန္တယဇောကိစ္ဆောင်ရက်တဲ့အကုသိုလ်ရိမန္တယဇောကိစ္ဆောင်ရက်တဲ့နော်နောက်ပြီးတော့ယန္တာတမနာမှာဖြစ်လာတဲ့ကရိယာလို့ခေါ်တဲ့ကုသိုလ်တစ်ဖြစ်လဲကရိယာစိတ်တွေကဇောကိစ္ဆောင်ရက်ကြတယ်ဟိုစိတ်တွေကလည်းပဲဇောကိစ္ဆကိုဆောင်ရက်ကြတယ်တဲ့ခြံတဲ့ဝိပစိတ်တို့ဘာလို့ဆိုတော့ဇောကိစ္ဆကိုမဆောင်ရက်နိုင်ဘူးကရိယာစိတ်တွေတဲကလည်းခုနကအာယုံဘက်ကိုဥကလဲ့ပေးတဲ့စိတ် ာယုံကိုဆင်ញင်ပြီးတဲ့အဝိဇ္ဇန်စိတ်တွေလည်းဇောကိစ္စကိုမဆောင်ရနိုင်ကြဘူး။ဒါဖြင့်ဇောဆိုတာဘာဟုပြောတာလဲဆိုတော့ဒီကကြောချမ်းကသူကဘယ်လိုလေးပဲရှင်းပြလို့ဆိုဇောကိစ္စဆိုတာအာယုံပေါ်မှာဖြစ်ပေါ်လာတဲ့အာယုံကိုတစ်ချိန်ဖြစ်စေအချိန်ကြာစွာဖြစ်စေ အချိန်အဟုန်နဲ့ဖြစ်တယ်လို့ကလျာဏ်နဲ့အနေထားဖြင့်ဖြစ်ပြီးတော့ဖြစ်တဲ့သဘောကိုဇောကိစ္စလို့ဒီလိုရေးတယ်အဲ့လိုရေးတော့နေရီဆရာတော်ကြီးကကလျာဏ်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာကိုနေရီဆရာတော်ကြီးကသဘောမကျဘောကြလို့သူရဲ့ပရမတ္ထဒီပတိထဲမှာလင်းညာတယ်ဆိုတဲ့အတိတ်ပဲမဟုတ်ဘူး ဇဝနာဇောဆိုတာအရှိန်အဟုန်လို့ဆိုတဲ့ကိစ္စအရှိန်ကောင်းတယ်ပေါ့ကျန်တဲ့စိတ်တွေနဲ့မတူဘူးသူကပါဝါရှိတယ်အရှိန်ရှိတယ်ဆိုတော့မိုးချိုးများလို့ပဲအရှိန်ဟွာပြင်းထန်တယ်ပေါ့ဇောစိတ်ဟာအရှိန်အောင်ရှိတယ်တစ်ချိန်ပဲဖြစ်ဖြစ်နှစ်ချိန်ပဲဖြစ်ဖြစ်ဖြစ်တဲ့အချိန်ကအဓိကမဟုတ်ဘူးနေရမြန်တာလည်းအဓိကမဟုတ်ဘူးစိတ်ဆိုတာတူတူကြီးပဲဇောစိတ်ကပိုးမြန်တယ်လို့ဒီလိုဆိုတာမဟုတ်ဘူးတဲ့ အာယုံနဲ့ပတ်သက်ပြီးတော့အရှိန်အဟုန်ကောင်းတဲ့စိတ်လို့ဒီလိုဆိုတော့အရှိန်အဟုန်ကောင်းလို့အရှိန်အဟုန်ကောင်းတဲ့ကိစ္စကိုဆောင်ရွက်လို့ဇောကိစ္စလို့ကြည့်လေအာယုံနဲ့တွေ့လို့ခုနကမျက်စိကမြင်လာတဲ့အာယုံကကိုနှိမ့်ချတဲ့အာယုံဆိုလို့ရှိရင်အရှိန်အဟုန်ကောင်းကောင်းနဲ့တွေ့တာတဲ့တတ်မဲ့တယ်လူချင်းနဲ့ဆိုတာဖြစ်လာ။ဟောဇောစိတ် အဲ့ဒါကြတော့လောဘဆောဆောပြီပေါ့ကိုမလိုချင်တဲ့အာယုံဖြစ်လို့ရှင်ဒေါသဆောဆိုရယ်မုံတီးတဲ့ရွှန်ရှာတဲ့ဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်လာဒီလိုဖြစ်လာအေးကောင်းတဲ့စိတ်တွေဆိုလို့ရှင်လည်းကုသိုလ်ဆောတွေဆောလာတယ်ပေါ့အာယုံပေါ်မှာအမိပြုတ်ပြီးတော့ကုသိုလ်ဆောတွေဆောလာ